ငလင်ဘေးမှာလူတန်းခဲ့ပေမဲ့ထိုင်းတကြံမှာပျော်ပါခဲ့လို့လူပြောများနေတဲ့သဲစုငိမ့်နဲ့ထူအပ်လွင့် ရိသတ်များလုံးမင်္ဂလာပါရှင်ဘာမစ်နောင်ကနေပြန်လဲကျေဆွလိုက်ပါတယ်ငလင်ဘေးအတွက်အလူတန်းတွေလောက်ခဲ့ပေမဲ့အထိုင်းတကြံမှာနှစ်ယောက်တာအတူတူသွားရောက်ပျော်ပါခဲ့လို့လူပြောများနေရာကတော့သဲဆုငိန်နဲ့ထူးအလွင်တို့နှစ်ယောက်ပဲဖြစ်ပါတယ်သဲဆုငိန်နဲ့ထူးအလွင်ဆိုတာကအလောက်မယ်နဲ့ National Director ဆရာတပည့်နှစ်ယောက်ဖြစ်ပါတယ်အထူးသဖြင့်သဲဆုငိန်ရာမနစ်က Miss Grand မြန်မာ2024အလောက်မယ်ဖြစ်ပြီးကလေးကထူးအလွင်ကသဲဆုငိန်ကိုပြင်ဆင်စရာတွေတင်ကြားပေးစရာတွေကိုလိုက်လံတင်ကြားပေးနေကြပါပါ ဒါအပြင်သဲဆုညင်ရဲ့ Miss Grand International ပြိုင်ပွဲဝင်ပြိုင်စဉ်တလျှောက်မှာလည်းဒူဝလွင်ကသဲဆုညင်ရဲ့အနောက်ကနေတလျှောက်လုံးလိုက်လံစောင့်ရှောက်ပေးနေခဲ့တာဖြစ်ပါတယ်။ဒူဝလွင်ကအဲ့ဒီအချိန်ကနေတောက်လျှောက်သဲဆုညင်ရုပ်ရှင်မင်းသမီးဖြစ်လာစဉ်ကတည်းကဒူဝလွင်ကနောက်ကနေလိုက်နေခဲ့ရပါ။ဘာပဲဖြစ်ဖြစ်သဲဆုညင်နဲ့ဆရာဒူတို့ကမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တယ်။ငလင်ပေးမှာတော့ငလင်တန်တဲ့ပြည်သူတွေကိုလှူဒန်းခဲ့ကြတာဖြစ်ပါတယ်။ ။သဲဆူညင်ရဲ့ Miss Grand ပြိုင်ပွဲမှာဝင်ခဲ့တဲ့ Pan Tra ဘီယံမဝစ်စုံကိုလေးလံတင်လူတန်းခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့သဲဆူညင်နဲ့ထူအန်လွင်တို့ဆရာတပည့်နှစ်ယောက်ကဝေဖန်ခံနေရပါတယ်။အဲ့ဒါကတော့ပရိသတ်တွေချီရတဲ့ဆရာထူအန်လွင်နဲ့အလှမဲ့သဲဆူညင်တို့ကထိုင်းနိုင်ငံတကြံပွဲတော်ကြီးမှာကျင်းပရာမှာပျော်ရွှင်မြူးတူးစွာနဲ့လဲပဲခဲ့ကြတာဖြစ်ပါတယ်။ဆရာတပည့်နှစ်ယောက်ဆရာတပည့်တွေလို့သာပြောပေမဲ့တော်တော်လေးကိုနီးကပ်စွာနဲ့လဲပဲနေကြတာဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာငလင်တန်ကြီးကြောက်သွားခဲ့ရာကြောင့်တကြံပွဲတော်မကျင်းပအချိန်မှာသဲဆုံငိမ့်နဲ့ထူအလွင်တို့ကတော့ထိုင်းနိုင်ငံတကြံပွဲတော်ကြီးမှာတွားရောက်လဲပတ်နေခဲ့ရာကြောင့်လူရည်ရဲ့ဝေဖန်တာကိုခံနေခဲ့ရပါတယ်။ မြန်မာပြည်သူတွေအခက်အခဲကြုံတွေ့နေရတဲ့အချိန်မှာစာနာသနာဝရီဆိုပြီးကုညီတလူလူလုံးပြနေပေမဲ့တကယ်တမ်းမှာထိုင်းဆောင်ဂရန်ပွဲတော်မှာဆင်နွှဲခဲ့ရကြောင်းလူပြောများနေခဲ့ရဖြစ်ပါတယ်။အထူးသဖြင့်တော့ငလင်ပေးကြီးကြောင့်အသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေရဲ့ဒုက္ခတွေကိုစာနာထောက်ထားမှုမရှိပေ။တချို့သောအနုပညာရှင်တွေဟာထိုင်းတကြံမှာအပီပြင်ကဲနေကြတာကိုတွေ့လာခဲ့ရပါတယ်။ အစောပိုင်းမှာတော့ဆရာတပည့်နှစ်ယောက်အနေနဲ့အရန်ကိုပူကက်ပြီးတော့မဟာတကြံပွဲတော်ကြီးမှာပျော်ရွှင်နေကြတဲ့ပုံရိပ်တွေကိုဆိုရှယ်မီဒီယာမှာထုတ်ကြွားလာခဲ့ရပါဒါပေမဲ့ပရိသတ်ဝေဖန်မှုကပြင်းထန်တဲ့အတွက်ပုံတွေကိုပြန်ဖြတ်သွားခဲ့ပြီးတော့တိတ်တိတ်ကလေးပဲပျော်ရွှင်နေခဲ့ကြတာဖြစ်ပါတယ် အစကတည်းကဒေါက်တာတိတ်တိတ်လေးသွားခဲ့ရင်တောင်မှလူသိမှာမဟုတ်ပေမယ့်အခုတော့နှစ်ယောက်သားအင်မတန်ကိုကဲနေကြတဲ့ပုံရိပ်တွေကလူပြောများနေခဲ့ပါတယ်။ဒီမတန်ခင်ကလည်းတဲစုငိမ့်နဲ့ဆရာထူအလွင်တို့ကငလင်ပေးတန်တင်ပြည်သူတွေအတွက်အလူခံနေတဲ့ချိန်မှာထူအလွင်ကတပည့်မလေးတဲစုငိမ့်ရဲ့ခါကိုအသာအယာကင်လိုက်သေးရဖြစ်ပါတယ်။ပရိသတ်တွေကတော့ဆရာတပည့်ကြားထဲမှာဒီလိုမျိုးခါတွေကင်တာကမဖြစ်သင့်ဘူးဆိုပြီးဝေဖန်ကြသလိုတဲစုငိမ့်နဲ့ထူအလွင်တို့ကယုံမယိုးရလာဆိုပြီးတော့လေဝေဖန်မှုတွေများနေခဲ့တာဖြစ်ပါတယ်။ထူအလွင်နဲ့ ဲဆိုရင်ကဒီလိုမျိုးနီးစပ်တဲ့အပြုတ်မှုတွေနဲ့ဆက်ဆံရေးတွေကြောင့်ချစ်သူတွေဖြစ်နေပြီလို့လည်းထင်ကြေးပေးခံနေရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောထိုင်းတကြံမှာကဲနေကြတဲ့ဆရာတို့နဲ့တဲဆိုရင်တို့ဆရာတပည့်နှစ်ယောက်ပေါ်မှာထင်မြင်ချက်လေးတွေရှိရင်ပြောသားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။